ာပြီထမင်းတော့တဲ့ပြီထမင်းတော့ကစားကြည့်စရာဒါပါကြောက်ကြောက်ကြောက်ဟုတ်တယ်ကြောက်မှုကြောက်ပြီထမင်းတော့စားကြည့်စရာမြည်တီလာဘူးချရတဲ့ရတယ်အစ်တလေးဆရာဟောဒီလမ်းအစ်တလေးကခြေနေဘလို့ရှိလဲလမ်းကြောင်းလေးကဘလို့ရှိလဲသွားတာအဆင်ပြေလားဆိုတော့ရိုက်ပြပေးရဖြစ်ပါ မင်္ဂလာပါအခုရောက်ရှိနေတာကတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာဖြစ်ပါတယ်ဒီနေ့ကတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်ကနေပဲခူးမြို့ကိုအချိန်တိုသေးသွားလာလို့ရတဲ့လမ်းခွဲလေးတစ်ခု ရှိပါတယ်အဲ့လမ်းခွဲလေးကနေခရီးသွားကြည့်မှာဖြစ်ပါတယ် ကဲဒါကအခုဆိုရင်တော့အမြန်လမ်းမိုင်းတိုင်းအမှတ်32အဲနဲ့6ဖာလောက်ကြာမှရှိတာပေါ့နော်အဲ့လမ်းခွဲလေးတိုင်းပဲညာဘက်လမ်းခွဲလေးကဝင်သွားတာဖြစ်ပါတယ်ဒီလမ်းကပဲခူးမြို့တိကို10မိုင်နဲ့တစ်ဖာလုံးအကွာဝေးရှိတယ်လို့သိရပါတယ်ဒီလမ်းတစ်လျှောက်ရှုခင်းနေနဲ့ဒီဘက်အမြန်လမ်းပေါ်ကနေပဲခူးမျိုးကိုဗနမိုင်မောင်းရလဲဆိုတာကိုရိုက်ပြပါဖြစ်တဲ့အတွက် develop လေးကိုအစုံတိကြည့်ပေးပါဦးလို့ပြောချင်ပါတယ် 如果不有签的话。 ဲစစောကလမ်းပေါ့နော်စစောကလမ်းအကြောင်းလေးပြောရမှာဆိုရင်အမြန်လမ်း30နဲ့3မိုင်ရနေပြီးတော့ဒီညာဘက်ကျတော့ဘကိုးတို့ဆိုတဲ့လမ်းလေးတိုင်းလာခဲ့တာပေါ့နော်မောင်းလာတယ်မောင်းလာပြီးတော့15မိနစ်လောက်မောင်းပြီးရခါကြတာဘကိုးမျိုးရောက်သွားတာပေါ့နော်ဟိုလမ်းလေးကตายရပါတယ်ဒီရန်ကုန်ကနေပဲဟိုလာရဲအိုင်လန်လေးတည်းလာရဲတဲ့အချိန်ကိုလည်းတက်တာရယ်ပေါ့နော်မိုင်လည်းနည်းနည်းလေးတက်တာသွားပါတယ်ဒါကြောင့်အိုင်လန်လေးကိုဒီနေ့အဓိကရိုက်ပြရဖြစ်ပါတယ် เปอะกูดีมาเป๊ะประหลาดอาสาเป๊ะประหลาด မင်းတော့ဒီတမင်းတော့ကစားပြည့်စရာဒါပါကြောက်တော့ဝေကျော်ဟုတ်တယ်ကြောက်မှုကျော်ဒီတမင်းတော့စားပြည့်စရာဆိုမြည်ကြည့်လာဒီတမင်းတော့လေးမျိုးကြည့်ပါအမစီကျလေးရဲ့တိတ်ချာနော်ဦးချရေးလို့ပြောစီကျအနီလေးနဲ့တော့ကြောက်တော့အဲဒီနေ့ရခီးသွားဖီလိုဆိုတာတဲ့ပေါ့နော်ဒီလမ်းအစ်စ်လေးရခြေနေဘလို့ရှိလဲလမ်းကြောင်းလေးရဘလို့ရှိလဲသွားရအစင်ပြေလားဆိုတော့ရိုက်ကြပေးရဖြစ်ပါတယ်အဲဟို ရန်ကုန်ကနေပုံမှန်ပဲကိုလာမယ်ဆိုရင်မိုင်60လောက်ပေါ့နော်အခုကျတော့ဒီဘက်က33မိုင်ခုဘက်က6မိုင်ဆိုတော့မိုင်40လောက်မိုင်၄၀လောက်ပဲမောင်းရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်။နည်းနည်းလေးတက်တာပေါ့ကတော့တကယ်လို့ရဟောနဲ့ပကိုးလာလို့ဆိုရင်ဟိုလမ်းကြောင်းလေးကလမ်းလေးကတောက်လျှောက်သားရတယ်ပေါ့နော်။ဟိုလမ်းဟိုစိုင်းနေအများကြီးတော့မရှိဘူး။ငွေလိုက်စာကြီးဆိုရဲဟိုစားတောက်စာကြီးတခုတော့လမ်းမှာတွေ့ခဲ့တယ်ပေါ့။ကဲ ဒါကတော့ရန်ကုန်ကနေပဲခိုးကိုဒီခရိုင်ဆို39မိုက်ဘောနက်ကြီးကနေပြီးတော့သွားပြီးတော့ဒီလိုဖျားကြီးကနေပြန်ကွေ့ရတာပေါ့နော်ဝေးတဲ့ပေါ့ဒီဒီလမ်းလေးကကြတော့ဖြတ်အဝါပေါ့နော်အရင်အလောက်တကွေ့တပတ်ဒီသွားစရာမျိုးပဲ33မိုက်အနေနဲ့ပြီးတော့ပခိုးကိုသွားလို့ရတဲ့လမ်းအကြောင်းအခြေအနေလေးကိုရိုက်ပြတာဖြစ်ပါတယ်ပခိုးမျိုးကမခဏခဏရောက်ဘူးလေဘလော့တွေလည်းရှိမှာအများကြီးတင်တာဖြစ်တဲ့အတွက်ဒီတစ်ခေါက်ပခိုးမျိုးကနေရာတွေကိုမသွားဖြစ်တော့ဘူးပေါ့နော်မရိုက်ပြတော့ပါဘူး

စီပေးပါမုံကြီးနဲ့စီကစိုးရတာရောကစိုးရ1500 1000လေးအားလေးတွေအားလေးတောင်းတောင်းပါမို့လေပါ ချမ်းရရတယ်ဆရာတစ်စိလေးဆရာကောင်းလို့ရတယ်မပြောသေးလေဒါစပီကို6000ပေးရအခုဝယ်တဲ့ဈေးလေးကဒါအင်းနိုင်ရွာကဈေးလေးပေါ့အမှတ်နဲ့လမ်းပေါ်မှာရှိရပါဒီမှာဈေးထဲမှာက9သိသိလေးတွေပေါ်တယ်နောက်ကြက်သားတွေပါတယ်ဆိုတော့တန်တယ်ပေါ့နော်ကစိုးရွက်ကြတော့ ဝယ်အဲဆက်စားပြေးဝယ်လိုက်တာဈေးကို1500တဲ့ရန်ကုန်မှာဆိုရင်1000ပဲရှိရပါတော့နောက်ပြီးတော့ဈေးတွေကလည်းတော်တော်ဆက်ဆက်ရေးကောင်းတယ်ဟိုအညာကြီးမွေးနေတယ်သူ့ရဲ့ကစွေရက်တွေခြေဝါးမှာဆိုးလို့တဲ့အဲ့လိုဆက်ဆက်ရေးကောင်းတယ်ပေါ့နော်အဲဈေးတွေကတော်တော်ရှိပါတယ်